ကဲမန်စီဖန်ကြီးကိုရအလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗိုလ်ထက်ကြီးပါမန်စီဒရင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့မန်စီ အတင်းကနေတရဝင်းထွက်ခွာသွားတဲ့ကစားမတယောက်ကြောင့်ကိုတင်ဆက်ပေးကြပါတယ်သူကတော့ကျွန်တော်တို့မန်စီအတင်းရဲ့တတိယဂိုလ်ရမဖြစ်တဲ့စကော့ကာဆန်ပဲဖြစ်ပါတယ်မန်စီအတင်းမှာ6နှစ်တာကစားပြီးရဲ့နောက်မှာတော့စကော့ကာဆန်ဟာမန်စီအတင်းကနေထွက်ခွာတော့မှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းကပဲ ဒါမန်ချက်စတာစီးရဲ့အတင်းဟာသူတို့ရဲ့ဆိုရှယ်မီဒီယာကနေတဆင့်ဒီဂူရမာကြီးဟာအတင်းနဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းတရားဝင် posting ခဲ့ပါတယ်။အဲ့တော့ဒီမန်စတီးတင်းရဲ့ကစားသမားဖြစ်တဲ့ Scott Carson ဟာကျွန်တော်စာချုပ်တက်တန်ကုံဆုံးခဲ့တာဖြစ်ပြီးကျွန်တော်တို့မန်စတီးတင်းကစာချုပ်တက်တန်ထပ်မတိုးဖို့ဆုံးဖြတ်ခဲ့တာလို့လည်းသိရပါတယ်။ကစားခဲ့တဲ့6နှစ်တာကာလအတွင်းမှာပွဲထွက်ခွင့်2ကြိမ်ရရှိခဲ့ပြီးတစ်ကြိမ်ကလင်းရှစ်ရရှိကအောင်မြင်မှုအနေနဲ့ကတော့ ဖလားအစုံကန်မြောက်နိုင်ကြတယ်လို့လည်းသိရပါတယ်ဗျအဲ့တော့နောက်ဆက်တွဲတဲ့တင်းအနေနဲ့ကတော့ကျွန်တော်တို့မန်စီတင်းဟာဒီတတိယဂူရမနေရာအတွက်ချက်စီတင်းကနေထွက်ခွာလာတဲ့ပတင်နယ်လီကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရပါတယ်ဒီကစားသမားဟာဆိုရင် FIFA Club World Cup ကစားမဲ့မန်စီတင်းနဲ့တူအမေရိကန်ကိုလိုက်ပါလာမှာဖြစ်ကြောင်းသိရပါတယ်ဗျနောက်ထပ်တင်းတပုတ်အနေနဲ့ကတော့ကျွန်တော်တို့မန်စီးတင်းဟာလိုင်ယွန်တင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ချာကီကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။အတင်းနှစ်တင်းအကြာဒီကစားသမားအပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုမှာကျွန်တော်ပြောင်းရွှေ့ခြင်းကိစ္စနဲ့ပတ်သက်ပြီးညှိနှိုင်းမှုမှာအဆင်မပြေဖြစ်တာကြောင့်အနှဲငယ်ကြန့်ကြာနေခဲ့ပေမဲ့ကစားသမားကိုရင်ကမန်စီးတင်းကို ပြောင်းရွှေ့ခြင်းနဲ့ဆန္ဒပြင်းထန်နေရာကြောင့်ဒီပြောင်းရွှေ့ဟာဖြစ်မြောက်လာခဲ့တယ်လို့လည်းသိရပါတယ်ဗျ။နောက်ဆက်တွဲတင်းပုတ်အနေနဲ့ကတော့ကျွန်တော်တို့မန်စီးတီးအတင်းဟာဘူအတင်းရဲ့ဘယ်နောက်ခံကစားသမားနိုရီကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ကြေညာသွားခဲ့ပါတယ်။ဒီဘယ်နောက်ခံကစားသမားဟာဆိုရင်မန်စီးတီးအတင်းနဲ့အင်တာဗျူးရဲ့အချိန်မှာဆိုရင်လေတူအနှစ်တည်းရဆုံးမန်စီးတီးကစားသမားဟာ Riyad Mahrez ဖြစ်တယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါသေးတယ်။နောက်ထပ်ဒီနေ့ပုံအနေနဲ့ကတော့ကျွန်တော်တို့ Man City အတင်းရဲ့တိုက်စစ်မှုဖြစ်သူ Alan Haaland ဟာညကကစားခဲ့တဲ့ Estonia နဲ့ပွဲမှာ goal တွင်းယူနိုင်ခဲ့တာကြောင့်ဒါ Norway လက်ရွေးစင်အတင်းနဲ့တူပွဲပေါင်း53ပွဲကစားပြီးတဲ့အချိန်မှာ52ဂိုးထိတွင်းယူနိုင်တယ်ဆိုတဲ့စံချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့တယ်လို့လည်းသိရပါတယ်ဗျ။ ောက်ထပ်တင်းတင်းပုံအနေနဲ့ကတော့ကျွန်တော်တို့မန်စီတင်းရဲ့နေပြဖြစ်တဲ့ Guardiola ကိုမန်ချက်စတာတက်ကရိုကနေဂုံထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့လို့လည်းတည်ရပါတယ်မန်စီတင်းမှာရှိခဲ့တဲ့6နှစ်တာကာလအတွင်းကွင်းတွင်ကွင်းပြင်ပဆွမ်းဆောင်ရည်အကြောင်းဒီစုကိုချီးမြှင့်ခဲ့တာလို့လည်းတည်ရပါတယ်မန်စီတင်းမှာပရီးမီးယားလိလေးကြိမ်ဆက်တိုက်အပါအဝင်ချန်ပီယံလိဖလားအောင်မြင်မှုတွေပြီးလို့ရှင်သူ့ရဲ့ Guardiola Sala Foundation ကနေတဆင့်လူမှုအတိုင်းဝိုင်းပေါ်ပံ့ပိုးမှုတွေအတွက် ီစုကကွန်ပျူစုအဖြစ်ချင်းမြင်ခဲ့ရလို့လည်းသိရပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်တင်ဆက်ပေးခြင်းနဲ့ message တင်နေရတော့ဒီနေ့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။ Bye bye